ခင်ရှာနေတယ်ဒီတိုင်းနိုင်ငံအတွက်စိတ်ချမဲ့သူတွေကိုဘုရားရှာနေတယ်အသင်းတော်နိုးထားဖို့နဲ့စိတ်ချမဲ့သူကိုဘုရားရှာနေတယ်ဘုရားရှာတဲ့အခါမှာတွေ့သောသူဟာကျွန်တော်တို့ဖြစ်ပေါ်တဲ့အရေးကြီးပါတယ်အာမင်အခုကဝိညာဉ်စုကျေးဇူးတွေအများကြီးနဲ့အသုံးပြုခံရတဲ့အခါမှာစိတ်ချမဲ့အထဲမှာသင်ပါလာအာမင်တာသမီးတွေပေးလာတဲ့အခါမှာစိတ်ချမဲ့အထဲမှာသင်ပါလား ဆဲလ်ဂရုမှာတင့်ကိုဥဆောင်ခိုင်းတဲ့အခါမှာစိတ်ချမစိတ်ချမဲ့ထဲထဲမှာတင်ပါပြီလားစဉ်းစားဆင်ခြင်စေချင်တယ်အာမင်ဖယားသခင်ရဲ့အရှိမယုံကြည်စိတ်ချခြင်းကိုခံအပ်တဲ့သူတယောက်ဖြစ်ရလားဆိုတဲ့အရာကိုစဉ်းစားစေချင်တယ်တချို့သောသူတွေကကျွန်တော်ကိုအကောင်းဆုံးသောဇနီးတွေပေးပါ အကောင်းဆုံးသောခင်မွန်းတွေပေးပါဆိုပြီးတောင်းကြတယ်တောင်းတာမမှားပါဒါပေမဲ့အခုလက်ရှိရှိနေတဲ့ relationship ကိုတော့တင်တံပိုးထားရလား ဟုတ်လားအဲ့ဒီ relationship ပေါ်မှာတန့်ရှင်းခြင်းနဲ့ဘုရားရဲ့ရှေ့မှာတွာလာနေသလားဒါမို့တန်ဖို့မထားဘဲနဲ့တွာလာနေသလားตายရတဲ့မိသားစုတစုဖြစ်လာဖို့ရန်အတွက်ဝမ်းမြောက်ခြင်းနဲ့ပြည့်စုံတဲ့မိသားစုတစုဖြစ်လာဖို့ရန်အတွက်တန်ရှင်းခြင်းကအခြေခံဖြစ်တယ်ဆိုတဲ့အရာကိုသင်သဘောပေါက်ရတဲ့အဲ့ဒီစကားလေးအပေါ်မှာစိတ်ချရမှုရှိရလားဖခင်တို့စကားပြောပါစေအာမင်တချို့တွေကဝိညာဉ်စုဂျေဇုတွေအရင်တော့တိုးပွားလာတဲ့အခါမှာ မာနတွေတက်သွားတက်ကြတယ်အဲ့လိုမဖြစ်စေချင်ဘူးဘုရားသခင်ကဝိညာဉ်စုကျေးဇူးတွေအများကြီးတက်လာလေလေဖခင်နှလုံးသားနဲ့ဖခင်မြတ်တာနဲ့ပို့ပြီးတော့အစီခံရလေလေပဲအခုသူတပားတော့မသိဘူးเนาะအများကြီးရှိမှာပါတယောက်နဲ့တယောက်မတူတဲ့ပုံစံနဲ့ねဘုရားသခင်စုကျေးဇူးတွေကိုပေးထားတယ်တင့်ကိုဒီနေ့ဘုရားသခင်ဘာတွေပေးထားလဲအဲ့ဒီအရာတွေကိုထုတ်သုံးဖို့တဲ့အချိန်တန်နေပြီဖြစ်တယ်ဒါကြောင့်ဘုရားကဘာပြောဆိုတချို့သောသူတွေကိုအခွင့်30ပေးတယ်တဲ့ တချို့သောသူတွေကိုအခွင့်20ပြည့်တချို့သောသူတွေကိုအခွင့်50ပြည့်တယ်တဲ့ဒါပေမဲ့အခွင့်30နော်ငါကနည်းနည်းလေးပဲရှိတာငါမှသူတပားနဲ့မတူတဲ့ဆုကျေးဇူးလေးနည်းနည်းပဲရှိရအတွက်ကြောင့်မလို့ငါမတုံးတော့ပါဘူးဆိုရင်ဖရာသခင်တနေ့ကျရင်တင့်ရဲ့အကောင့်ကိုဆက်လိုက်မယ်ဆရဲယူမယ်တဲ့ဖရာကတင်ဘလိုမျိုးတင့်ကိုဖရာသခင် ပေးထားတဲ့အရာတွေကိုအသုံးပြုတယ်လဲဆိုတဲ့အရာကိုဆရဲစစ်မယ်တဲ့ဖရာဘေးနားမှာရှိတဲ့သူကိုပြပါဖရာသခင်တင့်ကိုဆရဲစစ်လိုက်မယ် ဆုကျေးဇူးနဲ့ပတ်သက်တဲ့ဆယင်းစစ်မယ်ငွေကြေးနဲ့ပတ်သက်တဲ့ဆယင်းစစ်မယ်အချင်းဇာရိတာနဲ့ပတ်သက်တဲ့ဆယင်းစစ်မယ် come on ဖယားဆက်လိုက်တဲ့အခါမှာဖယားကမြင်လဲမြင်ဟဲတာရုသစ္စာရှိတဲ့ငေသားကောင်းလို့ပြောတဲ့အရာလားဒါမှမဟုတ်ဆိုးညစ်လိုက်တာနှစ်ခုပဲ ဲ့တော့ကျမတို့ဒီလောကမှာအသက်ရှင်ရတဲ့အဓိကရည်ရွယ်ချက်လှုပ်ဆောင်တဲ့များအရာအားလုံးဟာတနေ့ဖရာရဲ့အရှိရောက်တဲ့အခါမှာအဲ့ဒီစကားလေးတခုံးကိုကြားရဖို့သာဓုသစ္စာရှိတဲ့ငါရဲ့ငေသာအဲ့ဒီစကားကိုကြားရဖို့ရတဲ့ဒီလောကထဲမှာဖရာအနှင်းထားသမျှကိုတံပိုးထားပြီးတော့မှဖရာယုံကြည်စိတ်ချတဲ့သူဖြစ်ကျမတို့အသက်ရှင်နေခြင်းဖြစ်ပါတယ်အာမင်အာမင်